အခုရှင်းပြပြီးမှကျွန်တော်လက်ရှိရန်ကိုတချို့ကရန်ညက်တာဆိုတာဘယ်လိုလဲရန်ကျန်းတာဆိုတာဘယ်လိုလဲမိညုံမရန်ကဘယ်လိုလဲဒါတွေကိုမသိသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကအဲ့ဒီရန်တွေကိုအခုဒီမှာရှင်းမှာကြောက်တီချပြီးတော့ဒီဒီဆရာလေးရှင်းပြပြီးမှဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်စမယ်မိတ်ဆွေများကိုဒီနေ့ရှင်းပြချင်တာကတော့ရန်အကြောင်းဖြစ်ပါတယ် ရန်နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ပြောစရာတွေအများကြီးရှိပါတယ်အဲ့ဒီအများကြီးတွေကနေပြီးတော့မှလက်ရှိကျွန်တော်ရှိမှရှာထားတဲ့ကြောက်ဒီနဲ့ပတ်သက်ပြီးတော့ဒီကြောက်ဒီမှာပါတဲ့ရန်တွေကိုကျွန်တော်ကမိတ်ဆွေတို့ကိုအရင်ပြပေးမယ်အဲ့ဒါပြပေးပြီးသွားပြီဆိုရင်အဲ့ဒီရန်တွေကအတွင်းကြောက်သားကိုဘယ်လိုပုံစံမျိုးဖြစ်စေလဲဆိုတာမျိုးကိုကျွန်တော်ကမိတ်ဆွေတို့ကိုပြပေးမှာဖြစ်ပါတယ်ကဲမိတ်ဆွေများအားလုံးမင်္ဂလာပါနော် okay အဲ့ကျကျွန်တော်အခုစမယ်စမယ်ဆိုတော့က okay အဲ့ကျကျွန်တော်ကရန်ကိုအခုဒီရှိကဒီခြေရကြောက်လေးနဲ့ကျွန်တော်စမယ်နော် အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်တခြားလေးကြည့်ကြည့်ပါကျွန်တော်အခုစပြီနော်မိတ်ဆွေများအားလုံးဒါရန်ကိုတခြားလေးမြင်ရအောင်ကျွန်တော်ကမီးထိုးပြပေးမယ်ဒီပေါ်မှာရန်လေးတွေလက်နေရာလေးကိုမိတ်ဆွေတို့မြင်ရမှာပါနော်ဥပမာပြောရမယ်ဆိုရင်တော့ဒီကြောက်မှာပါတဲ့ရန်ဒီရန်ညက်တဲ့တဲမှာပါပါတယ်ရန်လေးတွေညက်နေတဲ့အတွက်ကြောင့်မလို့လေဒီအပေါ်မှာဟိုအပြားအကြီးကြီးမမြင်ရတာဖြစ်ပါတယ်ဒီသူ့ရဲ့ဘေးမှာလက်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 နဲ့ဒါမိတ်ဆွေတို့မြင်ရတာမသိဘူးခင်ဗျာလက်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 နဲ့ဟုတ်ကဲ့ဒါရန်ပါအဲ့ကြတော့ ော်တော်တဲ့ဒါကသူ့မှာပါတဲ့ရန်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကျွန်တော်ဆက်ပြပေးမယ်ဒါလည်းချက်သွေးဒီချက်သွေးမှာဆိုရင်လည်းဒီအပေါ်မှာလက်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 နဲ့ရန်လေးတွေမဲစလို့တွေ့မှာပါနော်အဲ့ဒါလေးတွေကိုကျွန်တော်တို့ကရန်လို့ခေါ်တာဖြစ်ပါလေနောက်တစ်ခုဆက်ပြပေးပါမယ်မရန်လေးတွေမဲဆိုလို့မြင်ရတာမသိဘူးနော် โอเคပါဒီရန်ကြီးကပြောရမယ်ဆိုရင်တော့ရန်အရင်ညက်တဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ရန်ရွယ်စားလေးညက်တဲ့အရွယ်စားတဲ့စာရင်တော့နည်းနည်းလေးအရွယ်စားပို့ကြီးရလို့ကျွန်တော်ကသုံးသပ်လို့ရပါတယ်เนาะအဲ့ကြတော့ဒါကသုံးလုံးရှိသွားပြီเนาะပြီးနောက်တစ်ချက်ကျွန်တော်ဒီမှာရန်ပြပေးမယ်ဒီကွန်ပျူတာဆိုရင်ကျွန်တော်ရန်ကတိတိကျကျမမြင်ရဘူးရန်အရင်ညက်သွားရတဲ့ဘောပေါ့เนาะဒီနေရာလေးမှာလက်မထိတ်လေးလေးမှာမိစင်တော့ကြည့်ကြည့်ပါရန်လေးလက်နေပါတယ်အရင်ဆုံးကျွန်တော်ရန်အရွယ်စားတွေကိုပြပေးနေတာเนาะပြီးရင်ကျွန်တော်အသေးစိတ်ကိုတိကျလေးရှင်းပြပေးမယ် ါလည်းခွန်ဖြူပါနော်ဒီမှာလက်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 နဲ့မဲဆိုလို့ရမ်းနေတွေ့လာမှာနော်ဟုတ်ကဲ့ပါနောက်တစ်ခုဆက်ပြပြပါမယ်ဒါတွေကကွန်ပျူတာမှာပါတဲ့ရမ်းတွေကိုကျွန်တော်အရင်ပြလိုက်တာပါ အမဲကျောမှာပါတဲ့ရမ်းတွေကိုကျွန်တော်ပြပြပါမယ်ဒါကတော့အမဲကျောပါ ီမှာဆိုရင်ရမ်းရွယ်စားလေးကြီးကြည့်သွားပါရင်နော်ပြောရမယ်ဆိုရင်တော့ဒီမှာပါနေတဲ့ရမ်းလေးတွေကကျွန်တော်တို့ရမ်းချောင်းလေးတွေလို့ပြောလို့ရတယ်ညှို့မှုရမ်းအရွယ်စားတော့မရှိဘူးဒီမှာရမ်းလေးတွေလက်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 လေးနဲ့ရမ်းအချောင်းလေးတွေဖြစ်နေပါရင်နော်ကျွန်တော်ပြီးရင်ဒါရောအသေးသေးတစ်ချက်လေးဆက်ရှင်းပြပြမယ်နော်မိတ်ဆွေတို့လောလောဆယ်ရမ်းအရွယ်စားတွေကိုအရင်ပြပေးတာပါရမ်းအရွယ်စားဆိုတာကိုမသိရသူတွေတစ်ချက်လေးကြည့်ပြပါနော်မိတ်ဆွေတို့ဒီမှာနော်ဒီမှာလက်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 နဲ့နော်ဒါဒါရမ်းတွေပါဒါကြောက်တိုင်းပါလို့ရမ်းပါတာပေါ့နော်ဒါပေမဲ့အဲ့ဒီရမ်းတွေကအရွယ်စားမတူဘူး တစ်လုံးနဲ့တစ်လုံးဘယ်လိုနည်းနဲ့မှမတူဘူးပုံတန်ထပ်တူကြလည်းမဖြစ်နိုင်ဘူးမနော်ဒါရမ်းနေပါနော်ဒီမှာလက်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 နေဒါလည်းရမ်းနေပါဒီမှာဆိုရမ်းပြားလေးတွေပါတယ်နော်ကျွန်တော်အခုလက်မထိတ်မှာဆိုရမ်းအပြားလေးတွေဖြစ်သွားတယ်နော်ဒီဒီမှာနော်ဒါလေးဆိုတာရမ်းပြားလေးတွေပါမစလေရံပြားလေးရေနော်ရံပြားလေးပြပါပါလေရံပြားဆိုမြင်အပြားအကြီးမှုပေါ့နော် ရဲအပြာသေးသေးလေးတွေပါရဲညက်တဲ့အရွယ်အစားတဲ့ပို့ပြီးတော့နည်းနည်းကြီးနေတဲ့အရွယ်အစားမျိုးပါဟုတ်ပြီကျွန်တော်ဒါညက်တဲ့ဟာလေးကိုပြပြီးဆိုတော့ကျွန်တော်အရန်ကျန်းတဲ့ရန်တွေကိုကျွန်တော် ပြပြီးပါမယ်ဒီမှာကြည့်ပါနော်မိတ်ဆွေများအစောနာကပြရတဲ့ဒီချက်သွေးတွေမှာကျွန်တော်ပြရတဲ့ရန်နဲ့ဒီအမဲကြော်လေးတွေမှာပြရတဲ့ရန်နဲ့စာရင်အခုဒီမှာပြနေတဲ့ရန်ဒါကတော့ခန်းတီးမော်ပါဒီမှာပါနေတဲ့ရန်တွေကိုကြည့်ပါနော် ါဆိုရင်ဟင်းညုံမှုရမ်းပုံစံမျိုးဖြစ်သွားပြီเนาะဒီအရဆိုရင်ဒီအချောင်းနေဆိုရင်ဒါဟင်းညုံမှုရမ်းပုံစံဖြစ်သွားပြီเนาะဟင်းညုံမှုရမ်းပုံစံမျိုးလည်းပါတယ်ပြီးတော့ဒီဘက်မှာဆိုဒါရမ်းအပြားတွေပါဒါရမ်းအပြားတွေเนาะဒီမှာဆိုအပြားကြီးเนาะဒါဆိုအပြားတွေကျွန်တော်ဒီလက်မထိပ်မှာကျွန်တော်ပြပြထားတယ်เนาะဒါရမ်းအပြားတွေပါဒါဆိုရင်ရမ်းအယူအဆကြီးသွားပါပြီဟင်းညုံမှုရမ်းဒီရမ်းပြားလေးတွေဒီအချောင်းမှာပါပါတယ် ောက်တစ်လုံးပါဒီမှာဆိုရင်လည်းရမ်းအပြားတွေပါပါတယ်နော်ဟင်းညုံမှုရမ်းလို့ပြောဒီဘက်မှာဆိုရင်အချောင်းချောင်းလေးတွေဟင်းညုံမှုရမ်းပုံစံမျိုးအချောင်းချောင်းလေးတွေဒီဘက်မှာဆိုပါပါတယ်နော်ဒါဆိုရင်ရမ်းအပြားတွေပါဒီကျွန်တော်လက်မှတ်ထိပ်မှာဆိုတာရမ်းအပြားတွေပါမိစီမြန်မြင်ရလားမသိဘူးခင်ဗျာကွန်မြူတီမင်္ဂလာပါနော်မြင်ရတယ်ဆိုရင်ကျွန်တော်ကိုကျေးဇူးပြုပြီးတော့ကွန်မန့်လေးမှတ်ပေးပါရမ်းတွေကိုမြင်ရတယ်ဆိုမြင်ရတဲ့အကြောင်းကျွန်တော်ဒါမှလည်းရှင်းပြတာကိုအဆင်ပြေပါပါ လိုက်လွင်မိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘိတ်စီများကိုကျွန်တော်အေးအေးစသေးနဲ့အသေးစိတ်ကိုတေချာလေးရှင်းပြချင်ပါတယ်။နည်းနည်းတော့စိတ်ရှိပေးကြပါနော်။အရင်ဆုံးကျွန်တော်ရန်ကိုပြပေးနေတယ်။ပြီးရင်ရန်နေရဖြစ်တည်မှုပုံစံကြီးရန်နေရဘယ်လိုပုံစံအသားကိုဖြစ်လဲဆိုတော့ကျွန်တော်ဆက်ပြပေးမှာပါ။ဒီမှာနည်းနည်းတော့စိတ်ရှိပေးကြပါနော်။အရင်ဆုံးကျွန်တော်ရန်ကိုပြပေးနေတယ်။ပြီးရင်ရန်နေရဖြစ်တည်မှုပုံစံကြီးရန်နေရဘယ်လိုပုံစံအသားကိုဖြစ်လဲဆိုတော့ကျွန်တော်ဆက်ပြပေးမှာပါ။ဒီမှာတော့ဒါရန်ပြရည်နော်။ဒါဆိုရန်ပြရည်နော်။ ီအားလုံးထဲမှာအခုကျွန်တော်ရှာထားတဲ့အကြောင်း25လုံးထဲမှာရန်အရွယ်အစားအကြီးဆုံးဒီဒီကြောက်ဖြစ်ပါလေဒီကြောက်ဒီလက်တာခန်းသီးမော်ပါပဲဒီမှာသင်ရန်ပြားတွေအပြင်ကိုသူကရင်တောင်ရန်ပုံစံမျိုးတွေဖြစ်သွားပါပြီနော်နော်ဒီမှာဆိုအကြီးကြီးနော်ဒီအပြားကြီးဆိုတာအကြီးပါဒါရင်တောင်ရန်ပုံစံမျိုးတွေဖြစ်သွားပါပြီဒါရန်အပြားအကြီးဖြစ်သွားပါပြီနော်ရန်အရွယ်အစားအရန်ကြီးတဲ့ရန်ဖြစ်သွားပါပြီနော်ဒီရန်နေဆိုနော်ဒါရန်ရန်အပြားကြီးနော်ရန်အရန်ကိုကြံထော်နေရမင်းတို့ဒီရန်ကြီးက မင်းစင်မြင်ရတာမသိဘူးနော်ဒါဒါဒါရင်တောင်ရမ်းပုံစံမျိုးတွေရင်တောင်ရမ်းလောက်ရှိတဲ့အရွယ်အစားတွေပါမင်းစင်မြင်ရမှာပါနော်ရမ်းတွေကိုအဲ့ကျတော့ကျွန်တော်အခုပြရတဲ့အဲ့မှာအခုဒါရမ်းရွယ်သားကြီးတဲ့ကြောက်တွေအရင်နောက်ဆုံးရောက်နေပါပြီနော်ဒီမှာဆိုလိုက်တာရမ်းပြားတွေနော်ရမ်းပြားတွေရမ်းပြားတွေနော်ရမ်းအပြားလေးတွေပေါ့နော် โอเคအဲဆိုရင်မိတ်ဆွေတို့ကိုကျွန်တော်ကပြောချင်တာကအခုဒီရှိမှာကျွန်တော်ရှင်းပြခဲ့သလိုပဲဒီအောက်ကကြောက်လေးဒီကြောက်လေးဒီကြောက်လေးဒီရန်လေးတွေမြက်တယ်ဒီဟာတွေကကြောက်အမဲကြောတွေဒီအမဲကြောလေးတွေဒီလည်းရန်လေးတွေမစိုးဘူးပေါ့နော်ရန်ညက်တယ်တော့မဟုတ်ပြီမဲ့ရန်ညက်တာတယ်တော့နည်းနည်းလေးကြီးတယ်ဆိုတော့ကျွန်တော်ကရန်အရွယ်စားနည်းနည်းတော့ကြီးတယ်တိုးပြီးမဲ့လည်းဒီရန်မျိုးကြီးဆိုလဲကျွန်တော်ကလှတယ်လို့သုံးသက်လို့ရတယ်ရန်ကောင်းတယ်လို့သုံးသက်လို့ရတယ်အဲကြောင့်နောက်ချက်ကဒီနောက်ဆုံးကအစွမ်းနာပြခဲ့တဲ့ဒီရန်အရွယ်စားကြီးတဲ့ကြောက်တွေဒီဒီရန်အရွယ်စား ညီရန်အရွယ်စားကြီးတဲ့ကြောက်တွေဒီဘာနောမေးစီမှာဒီမှာနော်ရန်အရွယ်စားဒါကြီးတဲ့ကြောက်တွေပဲနော်ရှင်းပြပေးပါမယ်နော်ကျွန်တော်ဟင်ဟိုကြားဆိုရင်မိတ်ဆွေတို့လောလောဆယ်ရန်ဆိုတာဘာလဲဆိုရင်မသိရသူတွေပြီးသွားလောက်ပြီးထင်ပါတယ်ကျွန်တော်အခုရန်တွေကိုမြှို့ပြီးတော့အကုန်လုံးပြပေးခဲ့တယ်ပြီးတော့ဟိုရန်အရွယ်အစားကို 阿对，阿鸡、uhm,，文明无聊就是输赢嘞。啊、嗯，我叫第二个 U.S.A 赢，U.S.A 赢嘞。第一包个赢，U.S.A 赢嘞。先机没输赢，没输的打波掉，哪里捞把柄？啊叫叫路叫谁嘛输赢？先赢你的，赢你的啥动作？啊 U.S.A 啊鸡的踢，啊 U.S.A 鸡的踢，赢你死巴的。哎，你赢的过，叫我没输赢，只能话赢你打的死没？赢龙打的死没？赢家打的死没？叫，江的死没？ ီနိုင်ရန်နေရှိမယ်မိနှမရန်နေရှိမယ်ရင်းအောင်ရန်နေရှိမယ်ကျွန်တော်အဲ့ဒီလိုမျိုးနာမည်ဒီအခေါ်အဝေါ်တွေနဲ့ကျွန်တော်တို့ကသတ်မှတ်ထားကြတာဖြစ်ပါတယ်အဲ့ဒီလိုသတ်မှတ်ထားရဆိုတာဘာကြောင့်လဲဆိုရင်ကျွန်တော်ကကြောက်တလုံးပေါ်မှာအခုလိုမျိုးရန်အရွယ်အစားတွေကိုမြင်လိုက်ပြီဆိုရင် okay ဒါဆိုရင်ဒါကြီးကတော့ရင်းအောင်ရန်ပုံနဲ့မျိုးဖြစ်နေတယ်ဟင်းညမရန်ပုံနဲ့မျိုးဖြစ်နေတယ်ဒီလိုရန်အရွယ်အစားမျိုးဆိုရင်တော့အတွင်းကြောက်သားကိုဟိုသွားပြီးတော့ထိကန်နိုင်လားသွားပြီးတော့အဖြစ်ပုံစံမျိုးဝင်နိုင်လားဒါမျိုးတွေကိုကျွန်တော်တို့ကသုံးသပ်လို့ရပါတယ်။ဒါကြောင့်လို့ကျွန်တော်တို့က နမတိမိတ်ဆွေတို့သိထားရမှာဒီကြောက်စိမ်းဒီအရင်တုန်းနေကြောက်စိမ်းလုံးစုပြည့်ရဲ့အခွန်မှာပါတဲ့ရန်နေကအရွယ်အစားကိုမြင်တာနဲ့သိရပါမယ်အဲ့ဒါတော့အရေးကြီးဆုံးနံပါတ်1အချက်ပါဟုတ်ပြီအဲ့ဒီလိုမျိုးရန်နေရဲ့အရွယ်အစားကိုမိတ်ဆွေတို့ကသိပြီဆိုရင်ကျွန်တော်ကအဲ့ဒီရန်နေရဲ့ဖြစ်တည်မှုပုံစံအဲ့ဒီရန်နေရဲ့တတိအဲ့ဒီရန်နေရဲ့ဗီဇဘယ်လိုပုံစံမျိုးဆက်ပြီးတော့ဖြစ်တည်နိုင်လဲဆိုတာမျိုးကိုလေ့လာရမှာဖြစ်ပါတယ်အဲ့ကြောင့်ကျွန်တော်အခုရှင်းပြခဲ့တာဒီ ရန်အရွယ်အစားလေးတွေကိုကျွန်တော်ရှင်းပြပြခဲ့တယ်အဲဒီတော့အခုနှစ်ခုပေါင်းပြီးတော့ကျွန်တော်ကတေချာလေးအသေးစိတ်ကိုပြပြမှာဖြစ်ပါတယ်အခုဒီကြောင်လေးနဲ့ကျွန်တော်အခုရန်ကြမ်းနဲ့ဒီကြောင်လေးနဲ့နှစ်ခုကိုကျွန်တော်ရှင်းပြပေးပါမယ်ဒီကြောင်နှလုံးပါဆိုရင်မင်းစတို့ဒီကောင်ကနံပါတ်1ဒီကောင်နံပါတ်2လို့သတ်မှတ်ပေးပါအဲ့တော့1နဲ့2နဲ့မကြည့်ကြည့်ပါဘေးကြောက်ကပို့ပြီးရန်ကြမ်းလေဒါမိတ်ဆွေတို့လည်းခုပေါ့ကိုစိတ်ထဲမှာဖြည့်လို့ရအောင်လို့ကျွန်တော်ကဒါမိကုန်းပုံစံမျိုးလေးနဲ့လုပ်ပေးတာပါအဲ့တော့ဒီမှာလည်းရန်တော့လက်နေတယ်ဒီနော်ဒါတာမခံပါ ီကြောင့်မှလည်းရန်တော့လက်နေတယ်ဟောဒီကြောင့်မှလည်းဒါခန်းကြီးပါဒီကြောင့်မှလည်းရန်နေလက်နေတယ်သို့ပေမဲ့ဒီကြောင့်ကရန်အရွယ်စားပူကြီးတယ်ဒီကြောင့်ကရန်အရွယ်စားပူသေးတယ်အဲကျွန်တော်ကဒီငလုံးကိုဘေးကြောက်ကိုကြိုက်လဲမေးတယ်ဆိုရင်တော့ကျွန်တော်ကရန်အရွယ်စားသေးတဲ့ကြောက်ကိုပူပြီးတော့ကြိုက်ကြပါတယ်အဲကြောင့်ကျွန်တော်နောက်တစ်လုံးပါဆက်ပြီးတော့ထည့်ပြီးတော့သုံးခုရှင်းပြပေးပါမယ်ဒီမနမိတ်စီမြအဲ့တော့ဒီ၃လုံးထဲမှာဆိုရင်ဒီဘက်အစုံဆုံးကြောက်ဒီ ရမ်းအရွယ်စားပို့ပြီးတော့သေးတဲ့ကြောက်ပါရမ်းပို့ပြီးတော့ညက်တဲ့ကြောက်ပါဒီကြောက်ကအဲ့ဒီကြောက်တဲ့နည်းနည်းလေးရမ်းလေးကြီးပါမယ်ပြီးရင်ဒီဘက်ခန်းကြီးကြောက်ကဒီနှလုံးလုံးတဲ့ပို့ပြီးတော့ရမ်းအရွယ်စားပို့ပြီးကြီးပါမယ်မိတ်ဆွေတို့အဲ့ဒီသဘောတရားမျိုးနဲ့ကြောက်တလုံးကိုညင်နာနဲ့ချက်ရှင်းသိအောင်ချက်ရှင်းဆုံးဖြတ်နိုင်အောင်ရမ်းတွေကိုအမြဲတမ်းကြည့်ထားပါမယ်ဒါကတော့ကျွန်တော်ရမ်းရဲ့အရွယ်အစားလေးတွေကိုရှင်းပြပေးတာပါအဲ့ကြောင့်ကျွန်တော်ကဟုတ်ပြီရမ်းအရွယ်အစားကြီးတဲ့ကြောက်တွေကဘာဖြစ်တတ်လဲဆိုရင် တို့ရန်အရွယ်စားကြီးပြီဆိုရင်အဲကျွန်တော်တို့အတွင်းကြောက်သားပြတ်သွားမှကြောက်သားတို့ရန်ဆန်ထိုးသွားမှကြောက်သားတို့ကြောက်သားကျဲသွားမှကြောက်သားတို့ကိုဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေကအရွယ်စားကြီးတဲ့ကြောက်တွေဆိုရင်နည်းနည်းတတိထားပြီးမှတည်တည်ချာချာစင်ရင်သုံးသက်ပြီးမှပြောဝယ်ကြပါတယ်အခုလိုမျိုးရန်လေးတွေညက်တဲ့ကြောက်တွေဆိုရင်တော့ရန်ညက်သွားပြီဆိုရင်ကျွန်တော်ကနောက်ထပ်ကြောက်မျိုးတို့တခြားသောအာသာချက်အာနေချက်တွေကိုကြည့်ပြီးတော့မှဝယ်ကြတာဖြစ်ပါတယ်ဒါကတော့အချိန်ကသဘောတရားလေးကိုကျွန်တော်အရှင်းပြပြီးတာဖြစ်ပါတယ်